ကောင်းလောင်းအားကားခွင့်မှာယာယီစည်းရုံဖွင့်နေထားပါတယ်24နာရီကျွန်တော်အခမ်းမဲ့ပြည်စုကူတာမှုဆိုတော့ကျွန်တော်ပြီးနေပါတယ်အဲ့ဒါမှာကျွန်တော်တို့ဒီစာဝင်နေရစာအားလုံးတာဝန်ယူဆောင်ရွက်ပေးတာဖြစ်ပါတယ်မိဘပြည်သူတွေဒီမှာလာပြီးတော့လိုအပ်တဲ့ကြမ်းမိုက်ဆက်ချောင်းမှုခံယူကြဖို့ကျွန်တော်ဖိတ်ခေါ်ရပါတယ်ခင်ဗျာကဲတော့မှနေပြီးတော့အများဆုံးကင်းလို့နိုင်ပါလိမ့်ရှောင်းနိုင်ပါလိမ့်ကျွန်တော်အနေနဲ့အမေကပြောကြမှာလင်ဒန်အချိန်တိုင်းတာတခုရောက်လာရင်ပြီးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ထုတ်မှန်တာရဲ့ဆောင်းရဲရှောင်းရဲတွေကိုဒီချလောက်ဆောင်မယ်ဆိုရင်တော့အောင်မြင်ကြောက်ရနိုင်ပြီလို့ထင်ပါတယ် သက်ဘလောက်နေပြန်လဲကြိုဆိုလိုက်ပါရှင်28ရက်3လ2025ရက်နေ့ကခုနှစ်သမခွင့် Register Ski ရှိတဲ့အင်အားပြင်းငလျင်တစ်ခုကမြန်မာနိုင်ငံအတွင်းမှာဝင်ရောက်လှုပ်ခတ်သွားတဲ့အတော်မျိုးတွေတော်တော်များများပျက်စီးဆုံးရှုံးတာကိုတွေ့ရပါရှင်ဒီထဲမှာမှာမျိုးတွေတစ်ခုဖြစ်တဲ့နေပြည်တော်ကိုပြွတ်ရောက်ရှိနေတာပဲဖြစ်ပါတယ် ပြန်လဲထူထောင်နိုင်လှုပ်အားပေးလုပ်နေတာတွေကိုဖြိုးအပ်ရိုက်ကူးပေးသွားမှာဖြစ်တဲ့အတွက်ခုနဲ့တူလိုက်ကြည့်ပါအောင်နော်တက်မတော်စီဝနာတက်ဖွဲ့ရနေပြီးတော့ကျွန်တော်ဦးစီးပြီးတော့စီကူသားမှုပါတကူအာအယိုးပါတကူခွဲစိတ်ပါတကူတမ်းမှန်ပါတကူတခွဲပါတကူပေါ့နော်မြေစည်းပါတကူစတဲ့ပါတကူတွေနဲ့ကျွန်တော်တို့အားလုံးပေါင်း အဲစီကူတာမှုအဖွဲ25ဦးရှိပါတယ်အဲပါကျမကြီးဝန်ကြီးဌာနနေပြီးတော့လည်းပဲဆရာအောင်သူနာပြု10ဦးကျွန်တော်တိုးထည့်ပြီးတော့ဆောင်ရွက်နေပါတယ်ပြီးတော့ကျွန်တော်တို့ဘူတန်နိုင်ငံကနေပြီးတော့ဒီဟိုပါဘောနော် လာရောက်ကူညီတဲ့အဖွဲ့ပေါ့နော်ကျွန်တော်တို့89ဦးရှိပါတယ်အဒီအဖွဲ့၃ဖွဲ့ကျွန်တော်တို့ပေါင်းပြီးတော့မှကျွန်တော်တို့ဒီမှာထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုဒီအလွင်လူနာနေအနေနဲ့လည်းကျွန်တော်တို့ပြည်စုကူတာမှုပေးနေပါတယ် င်ငံတော်အကြီးအကဲတွေရဲ့လမ်းညွှန်မှုနဲ့ကျွန်တော်တို့အဲစေဝန်တန်တက်ဖွဲ့ကနေပြီးတော့တော့အဓိကအဲဦးစီးဦးဆောင်ပြုပြီးတော့ကျွန်တော်တို့ဆောင်ရွက်စီမံဆောင်ရွက်ပြီးနေပါတယ်ကျွန်တော်တို့လည်းပေါင်းစပ်ပြီးတော့ပြည်တွင်းမှာဆောင်ရွက်တာကတော့ကျွန်တော်တို့ဒီကျမ်းမာရေးဝန်ကြီးဌာနရှိပါတယ်ကျွန်တော်ချက်ရှင်ဒီဘောနော်ဒီအဖွဲ့တွေရှိပါတယ်ပြီးလူမှုနယ်ကေစေကြီးအဖွဲ့တွေကျွန်တော်ဝယ်ဒီလူမှုနယ်ကေစေကြီးဝန်ကြီးဌာနအဖွဲ့တွေလည်းရှိပါတယ်နိုင်ငံတကာအနေနဲ့တော့ကျွန်တော်တို့လည်းပူးပေါင်းဆောင်ရွက်နေတာဘူတန်နိုင်ငံကကျွန်တော်တို့ဘောနော်ဒီကေစေကြီး ဒီအဖွဲ့တွေဖြစ်ပါတယ်ခင်ဗျာဒီမှာပေါ့နော်နိုင်ငံတကာလာရောက်ကူညီကယ်ဆယ်ကုသနေရပေါ့နော်ဗောဘုံဘုံကြီးရဲ့အမြင်လေးကိုလည်းပြပြပေးပါရှင်ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ကတကယ်ပဲကျေးဇူးတင်ပါတယ်တက်တက်ကြွကြွကိုပဲလာရောက်ကူညီဆောင်ရွက်တာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေပေါ်မှာလူတနာကလူနာနဲ့ပေါ်တော့ဒီမြေတာထားပြီးတော့လာဆောင်ရွက်တော့ကျွန်တော်တို့ကိုအထူးကျေးဇူးတင်ကြအောင်ကျွန်တော်ပြောလိုပါတယ်ဘိုးကြီးတို့အနေနဲ့ပေါ့နော်ဒီမှာကူညီကယ်ဆယ်အပိုင်းလေးကိုလည်းပြပြပေးပါရှင်ဟုတ်ကဲ့နောက်ခုကူညီကယ်ဆယ်လုံနေရတော့ဒီနေ့နဲ့ဆို6ရက်မြောက်ပေါ့နော်နောက်ခုရောက်နေနေရတော့ပြင်မနာမြို့ပါဠိအကျောင်းပါပေါ့ အဲကြောင်မှာအခုတန်ရှင်းနဲ့ဖုန်းကြောင်ဝေယဝိစားရဲ့လာအကူညီလုပ်ရမှာဖြစ်ပါတယ်။အခုဒီမှာဆိုရင်မိသက်ဖွဲ့တွေလည်းပါတယ်။ပြီးရင်ကျွန်တော်တို့အဖွဲ့လာပြီးတော့ကူညီပေးရဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဘိုးကြီးတို့အနေနဲ့ပေါ့နော်မြန်မာနိုင်ငံကိုနိုင်ငံတကာအဖွဲ့အစည်းတွေကလာရောက်ကူညီတဲ့အတွက်ပေါ့နော်အမြင်လေးကိုလည်းပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ကူညီကိစ္စလေးမျိုးကုသရေးတွေပါလာရောက်ပြုလုပ်ပေးတဲ့အတွက်မြန်မာနိုင်ငံသူနိုင်ငံသားတွေစာအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဘိုးကြီးအနေနဲ့ပေါ့နော်ဒီငလျင်တန်တင့်ခံရတဲ့ပြည်သူတွေအတွက်အပိစကားလေးပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့အခုဒီငလျင်တန်ဆိုရလဲခဏပါပဲနော်။ အတွက်အများကြီးအတင်းထားကြပါဖြစ်လာသမျှပြဿနာယူတယ်အကောင်းဆုံးရေးဆိုင်အောင်လို့အများကြီးအတင်းထားပါလို့ပြောချင်ပါတယ်ဒီချိန်ကရေးချီဆုံးမေမိုမောင်မြတ်ပြစင်တဲ့စိတ်တကောတာကလူတရှိမှဘာဝင်ကူညီဆောင်ရွယ်ဆောင်ဆုံးကဲသေးလို့လာတော့ကျွန်တော်တို့ငလင်ဆလောက်တဲ့နေရာလေခုချိန်ဒီကဲသေးလို့လာတော့ကိုယ့်ရဲ့ရှိရောပါဘာ ကျွန်တော်တို့မှာ KCA လုပ်ဖို့အဖွဲ့ခွဲတာရှိပါတယ်အဖွဲ့ရာနေပြီးတော့အလဲကျရေလိုတဲ့နေရာတွေမှာဥအရင်ငယ်လုပ်တဲ့အဆောက်အဦတွေမှာပြုကြွားဝိုင်းပြုစုတွေကဲထုတ်တာရေပြီးတော့ပြန်နေရခြားတိုင်းလုပ်တာရေလုံဆောင်နေပဲခင်ဗျာအခုလိုမျိုးငလင်းတန်းတည်နေတဲ့မြန်မာနိုင်ငံပေါ့နော်နိုင်ငံတကာအဖွဲ့အစည်းတွေကလာအခုနေတဲ့အတွက်ဘွေးတို့ရဲ့အမြင်လေးကိုလည်းပြပြပေါင်းရှင်နိုင်ငံတကာကလာပြီးကူညီရတဲ့အတွက်ပို့ပြီးအားလည်းရှိပါတယ်စပိုးနေဖြစ်လို့တဲ့လောက်ကလည်းပို့ပြီးပျော်ပါတယ်ကျွန်တော် နေတဲ့အသင်းရဲ့ပြည်သူလူထုတွေအတွက်လည်းပိုပြီးအားရှိတယ်ဟဲ့ဒီနေ့ဒီချိန်ဟာရေးချီဆုံးမေမိုမုံညချူစင်နဲ့စေးတကိုသာကလူတဲ့ရေးမှာပါဝဲကူညီဆောင်ရဲ့ကြစို့ သားခွင့်မှာယာယီစည်းရုံးဖွင့်နေထားပါတယ်24နာရီကျွန်တော်တို့အခမ်းမဲ့ပြုစုကူတာမှုเนาะကျွန်တော်တို့ပြီးနေပါတယ်အဲ့ဒါမှာကျွန်တော်တို့ဒီစာဝင်နေရစာအားလုံးတောင်းရင်ဆောင်ရွက်ပေးတာဖြစ်ပါတယ်မိဘပြည်သူတွေဒီမှာလာပြီးတော့လိုအပ်တဲ့ကြမ်းမိုက်ဆောက်ချောင်းမှုခံယူကြဖို့ကျွန်တော်ဖိတ်ခေါ်ရပါတယ်ခင်ဗျာကဲသုံးမှနေပြီးတော့အများဆုံးကင်းလို့နိုင်ပါလိမ့်ရှောင်းလာနိုင်ပါလိမ့်ကျွန်တော်အနေနဲ့အမေကပြောချင်ပါဘူးလင်တန်အချိန်တိုင်းတာတစ်ခုရောင်းရရင်ပြီးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ထုတ်မှန်တာရဲ့ဆောင်ရွက်ရှောင်းရွက်တွေကိုဒီချလုံးဆောင်မယ်ဆိုရင်တော့ အောင်မြင်မြင်ကျော်ရနိုင်ပြီလို့ထင်ပါတယ်။ဖြိုးကူနေပြီးတော့တွင်မှာရှိတဲ့ပေါင်းလောင်အကစားခွင့်ကျမ်းမိုင်စင်တော်ရောက်ရှိနေပေဖြစ်ပါတယ်။ဒီစင်နမှာဆိုရင်တော့ငလျင်တန်ချောက်ထိခိုက်ထားတဲ့မိသားတွေကို24နာရီလုံးလုံးခါမဲ့ကုသပေးမှုတွေဆောင်နေပါရှင်။ပရိသတ်တွေလည်းဒီဘရိုဂျင်းနဲ့ကကြီသုံးမအနေရှောင်ရှားနိုင်ပြီးတော့အန်ရီကိမဆေးလို့စွတောင်းပေးနေတဲ့ချက်တဲတို့ဘလောက်အနေပြီးတော့နှုတ်ဆက်လိုက်ပါရှင်။